အမေရိကန်မှာလေဟိုတေးသွားလို့ရှင်လေ တေသွားရင်တေသွားလူရဲ့ဂျန်နဲ့အိမ်နေငွေတွေကိုအမွေပေးခဲ့လို့ရှင်လေ death tax ဆိုတာပေါ့ state tax ဆိုတာပေးရတယ်တည်လားဒါပေမဲ့အိမ်ရပေါ်ဟိုတော်တော်ကြီးတဲ့အိမ်30 million 73ဒန်းကျော်တဲ့အိမ်ကြရင်ဟို40ရာခိုင်နှုန်းလောက်ကိုအစိုးရယူတာပေါ့နော်အိမ်တန်ဖိုးရဲ့အဲ့လိုမျိုးပေါ့အဲ့အဲ့တဲ့နေတဲ့အိမ်တွေကိုတော့မယူဘူးပေါ့အဲ့ဒါနောက်ပြီးတော့ကိုသားသမီးတွေကိုလည်းအမွေတွေပေးခဲ့ရင်အဲ့အမွေတွေကနေ ပြီးတော့ဟို9ရာခိုင်နှုန်း10ရာခိုင်နှုန်း16ရာခိုင်နှုန်းစသဖြင့်သူ့ရဲ့ဟိုပြည်နယ်နဲ့အလိုက်ပေါ့သူ့ state နဲ့အလိုက်လေဟိုပေးရတယ်အဲ့ဒီအဟို tax ပေးရတယ်အခွန်ပေးပြီးတော့မှအဲ့ဒီအမွေကိုရတယ်အဲ့တော့ တခါလေကြာရင်သူတို့ကလည်းလေအမေရိကန်မှာလေဟိုလူတွေကလေးတွေကလည်းအတူတူနေတာမဟုတ်ဘူးလေဖိုးကြီးဖွားကြီးတွေတယောက်တည်းတွေပါလေတည်သွားတယ်ဆိုရင်လေအဲ့ဒီပြည်နယ်ကလူတွေကနေပြီးတော့အိတ်အိမ်တွေကိုအိတ်အိမ်တွေကပစ္စည်းတွေကိုလေးလံတင်တာပေါ့ အဲ့ဒါနေတသမိတွေကလည်းအဝေးရနေပဲအဲ့ဒါဟိုသူသူတို့တွေလာမကြည့်ဘူးသိလားအရန်ဝမ်းနေစရာကောင်းတာအဲ့လိုမျိုး state state sales ရှိတယ်ဆိုရင်ကျမတို့တခါသွားကြည့်ဘူးတယ်အဲ့လိုမျိုးပဲအဲ့ဒီအရာရှိတွေကထိုင်နေအဲ့အိမ်ထဲမှာရှိတယ်ခါရဲဟို အကုန်လုံးပေါ့ပစ္စည်းလေးတွေဒီတေသွားတဲ့လူသုံးဆောင်ပစ္စည်းလေးတွေအဲ့အိမ်ကအစပြီးလို့ရှင်အဲ့မှာသူတို့ရှေးခေတ်ကဓာတ်ပြားလေးတွေရှိမယ်ဆိုဓာတ်ပြားလေးတွေဆိုဒေါ်လာပေါ့အဲ့လို ဆိုလို့ရှိရင်ကိုရီးယားလည်းဟိုရှေးဟောင်းပစ္စည်းလေးတွေရှေးတုန်းကဓာတ်ပြားလေးတွေစူးကျင်သွားဝယ်တာပေါ့ရန်ဝမ်းနေစရာကောင်းတာပဲအော်ဒီလူတွေတည်သွားတယ်သူတို့ပစ္စည်းတွေသူတို့သားသမီးကလာလည်းမယူဘူးတိလားလှဲကုန်မကြည့်ဘူးကြည်သာလောက်လိုက်ဆိုအဲဆိုရဌာနကလူတွေကပဲအလေးအဲ့လိုမျိုးရောင်းချတာပေါ့နော် open ပေါ့ဘာသူမဆိုလာကြည့်လို့ရတယ်ကြိုက်တာလာကြည့်ဆိုဟိုအခန်းလေးအခန်းလေးကြည်လိုက်အဲဘာစာကြည့်ခန်းလေးကြည်လိုက်သူတို့ထားခဲ့တဲ့ပစ္စည်းလေးတွေပ ပေါ့အဲ့ဒါလေးတွေကိုခါတယ်ဟိုလူတွေကဝယ်ကြတာပေါ့နော်ဟို one is high သေးလားပြီးတော့မှအဲ့ရကျန်တာကိုဟိုသူတို့ရဲ့သက်ဆိုင်ရာပေါ့အမွေစားအမွေခံတွေကိုပေါ့နော်နောက်သူတို့တွေကလည်းဟိုအသေးတန်းစာတွေရေးခဲ့လို့ရတယ်လေကို့တသမီမရေမဟုတ်ဘူးသူတို့ပေးခြင်းတဲ့လူကိုပေးခဲ့ဖို့သေးတန်းစာပေးခဲ့လို့လည်းရတယ်အဲ့ဒါအဲ့ဒါတွေကိုရောင်းချပြီးလို့ရှင်ရတဲ့ပတ်စံနဲ့အမွေဆိုင်တွေကိုပို့အစိုးရကလည်း tax ကအဲ့လိုမျိုးပေါ့အဲ့တော့ဟို နိုင်ငံကြီးတွေမှာနေရတယ်ဆိုတာဟိုမွေးခဲ့တဲ့ဟာဟိုအကျွေးလဲယူလို့ရတယ်အစိုးရစီကပြီးရင်အတိုးတွေပေးရတယ်ပညာသင်စရိတ်တွေအဲ့လိုမျိုးပေါ့ဒီအစိုးရနဲ့လူတို့နဲ့ဟာဟို text တွေနဲ့ပတ်ချလဲနေတာတည်တဲ့အထီးပဲတည်လားအဲ့ဒါဟိုပြုတ်ပြတာ